အမှုပညာကတော့လုံရင်းနဲ့ဝါသနာပါပါပေါ့နော်ဖြိုးကဇလန်းတွဲတစ်ခုရိုက်တိုင်းပုံစံကတမျိုးပြောင်းနေရောပရိသတ်တွေကဖြိုးကိုတိတ်မမတ်မိဘူးပေါ့နော်မုန်းစရာ ကာရီတာတယောက်ဆောင်ဝင်မဲ့မမုန်းကြဘူးပေါ့နော်ချစ်စရာလေးဆိုပြီးတော့ပဲပြောကြရဲဟုတ်ဒီကတော့ကိုကိုကိုအရင်ဆုံးဝင်းစာဖြည့်ပြီးရောကိုကကိုရလှအောင်အရင်နေနေတာပေါ့အမှုပညာကတော့လုံရင်းနဲ့ဝါသနာပါပါပေါ့နော်ဆိုတော့အဲ့ဝါသနာဆိုတာလည်းစိတ်ထဲမှာကိန်းအောင်နေတာဆိုတော့အလုတ်ချင်ပြန်လုတ်ချင်စိတ်တွေရှိရဲအခုဆိုင်ရလဲဖွင့်ပြီးပြီး ကိုလည်းစိတ်ချရပြီဆိုရင်တော့ဖြိုးပြန်ပြီးတော့အဲအနုပညာလုပ်တွေလုပ်တော့မှာပါဟောဖြိုးဆိုရင်ဟိုရွှေဖူးစာဆောင်အာမြေမှာဆိုရင်ပူပူချစ်နဲ့တည်ကြတယ်ပေါ့နော်ဒါမဲ့အပြင်မှာတိတ်မမတ်မိတာကြတော့ဖြိုးကအိတ်ကားရိုက်တုံးကပေါင်140လောက်ဝသွားတာအဲ့ဒီကက်စတင်ဝင်တော့မဝသေးဘူးအဲ့မှာအဲ့ဒီဇလန်းတွဲကအရန်စားတာလေအဲ့မှာစားရင်းနဲ့ဝသွားတယ်ပြီးတော့အဲကျဲကလေးရဲ့ကောင်းကင်လားမသိဘူးအဲ့မှာကြတော့ဖြိုးဖြိုးပြီးတော့ တောင်းရင်ပြန်ပါဆိုငိမ့်နှားရှိမယ်ပြီးတော့အရိတ်အရိတ်ထဲမှာဆိုအဲမှာထွေးပေါ့နော်ဒါပေမဲ့ဖြိုးကဇလန်းတွဲတစ်ခုရိုက်တိုင်းပုံစံကတမျိုးပြောင်းနေရောပြိသက်တွေကဖြိုးကိုတိတ်မမတ်မိဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ခန္ဓာကိုယ်ကမျက်နှာကိုပြောင်းသွားဟိုဟာခန္ဓာကိုယ်ကကြောက်တော့အဲ့လိုမျိုးပေါ့ဝရင်ကြောင်နည်းနည်းပါးတွေပါးတွေဖောင်းနေလေပိန်သွားပြီဆိုသူကသူကြစ်ကြစ်လေးလေးအဲ့ကြရင်တရုပ်ဖြစ်သွားပြီအဲ့လိုမျိုးကိုကိုကိုလည်းပြန်ဖမ်းနေရဟုတ်ဟုတ်တယ်ညီမရဲ့များရှိတယ်ကဖြိုးထောင်းရင်ပြန်ဇလန်တွဲမှာ ဝင်သရုပ်ဆောင်ရတဲ့ကာရီတာကိုအရန်သဘောကျပါတယ်အဲမမေသူစိုးနဲ့ဆရာသက်ဖုံးဆက်ထဲရပါတော့ဒီကာရီတာလေးကိုသဘောကျလို့လက်ခံလိုက်တာပေါ့နော်ဟုတ်သူကကြငိမ့်လှပေါ့သူကငိမ့်လှအဲ့လိုတက်တက်ကိုလက်စားချေခြင်းလို့သူ့မောင်နဲ့တွဲလိုက်တာပေါ့နော်သူကနည်းနည်းအသေးကွဲပြီးရဲ့အချိန်မှာအဲ့လိုမျိုးပလေးကဲဖြစ်သွားအဲ့အလိုမျိုးလေးပေါ့ဟုတ်ကဲ့ဟုတ်ခက်ခဲတာမရှိဘူးအဲ့ဟိုပေါ့နော်အွန်စင်းပေါ်ရောက်သွားတာနဲ့သူကသူမူကအလိုလိုဖြစ်သွားတာ လူပညာကိုချစ်သွားတာမမရရဆိုရင်အဲ့လိုမျိုးပေါ့ဟိုပေါ့ရွှေဖူးစာမှာဆိုရင်အရန်အစားစားတာတို့အိမ်ငိမ်းလှကြိုက်တာရိုက်တုံးဟာဆိုရင်ဖြိုးရဲ့မိတ်ကပ်တေဟိုပါကလပ်စင်းမှာဝင်ပြီးတော့ကာခိုင်းတာပေါ့နော်အဲ့လိုမျိုးအရန်ပျော်ဖို့ကောင်းတယ်ဖြိုးတို့ဇလန်းတွဲသွားရင်အဲ့လိုမျိုးရရင်ပျော်တယ်ပေါ့နော်အဲ့ရ ဟိုမိတ်ကပ်တွေရောဖြိုးစီရမိတ်ကပ်တွေရောအဲ့လိုမျိုးခွီနောက်ပြီးတော့အဲ့ဒါကတော့အများတန်းအမှတ်တရပါပဲဟုတ်အဲ့ဒီငိမ့်လာမှာဆိုလဲဖြိုးကိုမုန်းเสียကာရီတာတိရုပ်ဆောင်ပေမဲ့မမုန်းကြဘူးပေါ့နော်အဲ့ပူပူချစ်တော့ဆိုလဲ အရန်ဝရတယ်တယုတ်ဆောင်ကြောင်းနေနဲ့အဲ့လောက်တော့မဝသိဘူးမို့လို့ဒါပေမဲ့အဲ့လိုမျိုး bad review တွေပါရတော့မတွေ့ပါဘူးသူတို့စိတ်ထဲမှာတော့လို့ချစ်စရာလေးဆိုပြီးတော့ပဲပြောကြတယ်ဟုတ်ဒီကတော့ကိုကိုကိုအရင်ဆုံးဝင်းစာဖြည့်ပြီးတော့ကိုကကိုရအလှအောင်အရင်နေနေတာပေါ့ဟုတ်ပြိတ္တတ်တွေလည်းကျေးဇူးတင်ပါတယ်ဖြိုးကိုလည်းနောက်ထပ်အပေးုံပေါ့နော်အမှုပညာအလုပ်တွေလုပ်ရင်အဲအမှုပညာအလုပ်မှာပဲဖြစ်ဖြစ်ဒီဘက်စီပွားရေးဘက်မှာပဲဖြစ်ဖြစ်အားပေးကြရတဲ့ပြိတ္တတွေရောအားမပေးရသေးတဲ့ပြိတ္တတွေရောကျေးဇူးတင်ပါတယ်လို့ဟုတ်